DRN လူမျိုးတွေဟာပြုတ်ခဲနေတဲ့စွန်ပလွန်သီးတွေကိုခူးဖို့အတွက်အပင်ပုတ်ကိုတက်သွားပါပြီ။တကယ်တော့စွန်ပလွန်သီးတွေဟာဇီးသီးနဲ့တော့ပုံစံမတူပေမဲ့အသီးသီးပုံကတော့ဇီးပိနေနဲ့အနည်းငယ်ဆင်တူပါပြီ။လက်ဆက်တဲ့စွန်ပလွန်သီးတွေဆိုရင်တော့မှဲ့ပြီးဆိုတာနဲ့တခါတည်းရေဆေးပြီးတော့စားတော့လို့ရပါပြီ။ဒါပေမဲ့စွန်ပလွန်သီးတွေမှာလည်းရောင်စုံရေစားမျိုးစုံရှိကြပါပြီ။စွန်ပလွန်သီးတွေရဲ့အယောင်နဲ့အရွယ်စားပုံမျိုးတွေပြီးအရသာကလည်းအမျိုးမျိုးကွဲပြားသွားပါပြီ။ ကျမတို့တွေအများဆုံးစားဖို့ကြတာကတော့ဆွန်ဘလွန်ဒီ၆တွေပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်များသောအားဖြင့်ဆွန်ဘလွန်ဒီတွေဟာအာရှတိုက်ရဲ့အနောက်ပိုင်းမှာသာစိုက်ပျိုးနိုင်လို့ပဲဖြစ်ပါတယ်။ဆွန်ဘလွန်ဒီ၆တွေကတော့များသောအားဖြင့်ခြိုတဲ့အရသာရှိပါတယ်။ဒါပြင်ဆွန်ဘလောသီးတွေကပို့ပြီးတော့ခြောက်လာလေအရသာကပို့ပြီးတော့ခြူလာလေဖြစ်ပါတယ်။ဆွန်ဘလောသီးတွေကိုအတိအကစိုက်ပျိုးတဲ့နိုင်ငံတွေကတော့ Sorry Arabia နိုင်ငံနဲ့ Iraq နိုင်ငံတွေပဲဖြစ်ပါတယ်။ အိမ်နိုင်ငံတွေမှာတော့စွန်ဘလွန်သီးတွေကိုတိတ်ကန်နိုင်ရသီးလို့လည်းခေါ်ဆိုကြပါတယ်။ချမ်းပြင်အိမ်နိုင်ငံကသူတွေကစွန်ဘလွန်သီးတွေကိုတိတ်ကန်နိုင်ရတဲ့ကဖျားပေးရဲစုတဲ့လို့လည်းခေါ်ဆိုလို့ရှိကြပါတယ်ရှင်။